အလာရီရမ်းပြင်နေလို့အချစ်တွေ့နေပြီလားဆိုတဲ့မေးတွေကို အမှန်အတိုင်းဖြေပေးခဲ့တဲ့မင်းသမီးကြီးလင်းစာနီစော့စိတ်ညစ်ရအကြောင်းလေးလုံးချိန်မရှိတဲ့ single မသားလင်းစာနီစော့ကတော့ပရိသတ်တွေတည်ကျင်နေမင်းမင်းနေကြတဲ့သူ့ရဲ့အခြေရအကြောင်းကိုပြောပြလာခဲ့ပါပြီနော်လင်းစာနီစော့ကတော့အိမ်ထောင်ရေးကံမကောင်းခဲ့သူတယောက်ပါရှင်ငယ်ရွယ်ပြီးအောင်မြင်နေချိန်မှာသူနဲ့ရင်ဘတ်ချင်းနီးတဲ့မင်းသားရဲ့ကိုကိုနဲ့ရှေးလက်တွဲခဲ့တာဖြစ်ပါတယ် နှစ်ယောက်သားကတော့ရုပ်ရည်အောင်မြင်မှုအကုန်လိုက်ဖက်လွန်းတာမို့ပရိသတ်တွေသဘောကျခဲ့ရတဲ့စုံတွဲလေးဖြစ်ခဲ့တာဖြစ်ပါတယ်။ဝါသနာတူတွေဖြစ်ကြတဲ့သူတို့နှစ်ယောက်ကတယောက်ကိုတယောက်နားလည်မှုတွေနဲ့ရှေ့ဆက်နိုင်မယ်ထင်ခဲ့ပေမဲ့ကံကောင်းလို့သမီးလေးအားမအိမ်ထောင်ရေးပြိုကွဲခဲ့ရတာဖြစ်ပါတယ်။လင်းစာနီစောကတော့ကန်တရားကြောင့်ပဲအသက်20ကျော်မှာစင်ကယ်မသားတယောက်အနေနဲ့ဘဝကြီးကိုဖြစ်တန်းခဲ့ရတာဖြစ်ပါတယ်။ကလေးတစ်ဖက်နဲ့တယောက်တေးယုံခံခဲ့ရတာခက်ခဲခဲ့ပေမဲ့လင်းစာနီစောကတော့သမီးလေးပေးတဲ့ခွန်အားနဲ့ရည်တည်ခဲ့တာ20-30ကျော်ခဲ့ပါပြီ။ single မသားဘဝနဲ့နှစ်30ကျော်ရဲ့တည်ခဲ့တဲ့လင်းစာနီစောကအခုဆိုရင်ချင်းနဲ့တွေ့နေပြီလားဆေးပေးမိယူယူတော့မလားဆိုတဲ့အမေးတွေထွက်ပေါ်လာခဲ့ပြီးဖြစ်ပါတယ်။လင်းစာနီစောကတော့အသက်20ကျော်ချိန်ကလေးကအချစ်ရင်းနဲ့ပတ်သက်ပြီးနာမည်မပြတ်အောင်နေခဲ့သူပါ။ game ကောင်းလို့အသက်ငယ်ငယ်နဲ့ single သမားဘဝရောက်ခဲ့ရပေမဲ့နောက်အိမ်ထောင်မပြုတ်ပဲတမီးလေးကိုကောင်းဆုံးဆောင်ရှောက်နေတာပရိသတ်တို့လည်းမြင်ပါပဲ။နောက်အိမ်တော်မထူထောင်ပဲမိခင်ကောင်းတယောက်ဆိုပြီးတော့ ပရိသတ်တွေရဲ့ချီးကျူးခြင်းကိုခံနေရတဲ့လင်းစာနီစောကအခုဆိုရင်တော့နောက်အိမ်ထောင်ပြုတော့မှလားဆိုပြီးတော့မေကွန်းတွေမေးခံနေရပါပြီ။ပရိသတ်တချို့ကတော့အလရေရမ်းပြင်လာတဲ့သူ့ရဲ့ပုံစံကြောင့်အခုလိုတွေမေကွန်းထုတ်နေကြတာပါနော်။အရင်ကနဲ့မောင်နဲ့စံပင်ကြီးကိုအရှိကြီးထားထားတဲ့လင်းစာနီစောကအခုဆိုရင်စံပင်ညစ်ပြီးလဲနေတာမို့ပရိသတ်တွေကမေကွန်းထုတ်လိုက်ကြတာပါရှင်။ငယ်ရွယ်တဲ့အချိန်မှတောင်လက်မှုပြုတ်အောင်တိတ်မပြင်းစင်တဲ့မင်းသမီးကအခုမှပါလို့အရန်လက်ချင်နေတာလဲ။ အချစ်တွေ့နေလို့လားဆိုပြီးတော့မင်းမြဲနေခဲ့ကြတာဖြစ်ပါတယ်။ပရိသတ်တချို့ကတော့လင်းစာနီသော single mom ဘဝကိုဆက်ရောက်ကလေးကသူ့ရဲ့အချစ်ကိုစိတ်ဝင်စားခဲ့ကြသလိုအခုလည်းအိမ်ထောင်ပြုဖို့အစီအစဉ်ရှိလားဆိုပြီးတော့မင်းမြဲနေကြသူတွေလည်းရှိပါတယ်။လင်းစာနီစော်ကတော့ငယ်ရွယ်ချိန်မှာအချစ်ရဲမင်းမခံရဘဲအသက်90ကျော်အရွယ်ရောက်မှအမေးခံနေရတာဖြစ်ပါတယ်။လင်းစာနီစော်ကတော့အချစ်အကြောင်းထုတ်မပြောခဲ့ပေမဲ့အခုဆိုရင်တော့ပရိသတ်တွေသိချင်တဲ့အချစ်အကြောင်းထုတ်ပြောလာခဲ့ပြီဖြစ်ပါတယ်။လင်းစာနီစော်ကတော့ အသက်ငယ်ရွယ်ချိန်မှာတောင်အိမ်ထောင်ပြုခဲ့တာအခုအရွယ်နဲ့တော့ဈေးပေးမိယူလို့ဖို့စိတ်ကူးမရှိတော့ပါဘူး။ကလေးချက်မိသားစုစားဝတ်နေချက်နဲ့ရုန်းကန်နေရတဲ့အချိန်မှာတောင်အိမ်ထောင်ပြုဖို့စိတ်ကူးမရှိခဲ့တာအခုဆိုပိုလို့တောင်မရှိပါဘူး။အိမ်ထောင်ပြုတယ်ဆိုတာအဖော်မဲလို့အဖော်လိုချင်လို့ယူကြတာမို့သူ့အနေနဲ့စိတ်ကူးမရှိတာပါ။သူကသမီးလေးကိုလည်းအဖော်ပြုလို့ရတယ်လို့သူ့ဘေးနားမှာလည်းမိသားစုဝင်တွေရှိသေးတာမို့အဖော်မလိုအပ်ဘူးလို့ဆိုပါတယ်။သူ့ရဲ့စကားကိုအကုန်ပြောချင်ပေမဲ့လက်ရှိမှာတော့ မိသားစုနဲ့တမိချစ်သူကိုအဖော်လုပ်ပြီးနေဖို့သာစိတ်ကူးရှိတယ်ဆိုပြီးတော့သူ့ရဲ့အခြေရေးကိုထုတ်ပြောလာခဲ့ပြီးဖြစ်ပါတယ်။လင်းစာနီဇော်ကတော့ဘူလောင်တဲ့အချက်ထက်အေဂျင့်နဲ့မိသားစုဝင်တွေနဲ့ပဲလက်ကျန်ဘဝကိုချစ်တန်းဖို့အတွက်ဆုံးချက်ထားတာလည်းဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါဒီနေ့တော့ဒီလောက်နဲ့ပဲရနာလိုက်ပါရစေ။အခုလိုစိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေမှာဖြစ်လို့ကျမတို့ရဲ့ Cassette Food လေးကိုလည်းအားပေးကြပါဦး။အဆုံးထိကြည့်ပေးတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။